ိုင်းမှာ shopping ထွက်မဲ့သူတွေထိထားရမယ့်စကားပြောလေးပြပြပေးပါမယ်။အလုံးမင်္ဂလာပါချစ်စုပါ။ဆိုတော့အရင်ဆုံးနံပါတ်ကိုမေးမယ်။ကိုလိုရှင်တဲ့နံပါတ်ပေါ့နော်။ဒီနံပါတ်ရှိလားဟိုနံပါတ်ရှိလားဒီမှာချဲ examen နဲ့နံပါတ်24ရှိလားလို့မေးမယ်။အဲ့တော့နံပါတ်ကိုဘယ်လိုခေါ်မလဲ။ဘဘဘသူကကျတော့ english လို number ဆိုရယ် number ကနေပေါ့နော်ကဘကိုယူလိုက်တာကွယ်။ တော့နံပါတ်24ရှိလားမီဘာ24မိုင်မီဘာ24မိုင်နောက်တစ်ခုက size ကိုမေးမှာ size အရွယ်အစားပေါ့အရွယ်အစားတော့သူက size ပဲခေါ်ပါတယ်ဆိုတော့ size မှာじゃ medium large size တန်းမျိုးရှိတယ်တော့ကိုကဒီမှာ large size ရှိတာမေးမယ်မီ size L မိုက်ခါမီ size L မိုက်ခါမေးလို့ရတယ်နောက်တစ်ခုဈေးနှုန်းဘယ်လောက်လဲမေးမယ်ราคาเท่าไหร่ ราคาเท่าไหร่ဒါမှမဟုတ်အရှက်ราคาဖြုတ်ပြီးတော့ပြောလို့လည်းရတယ်เท่าไหร่ เท่าไหร่มีรู้ยะเดเซช่อไปรู้ยะล่ะ ลดได้ไหมลดได้ไหมลดได้ไหมยังสิจีเดแพงมาก แพงมาก แพงมากဒါလေးတွေပြောလို့ရတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကိုရီးယားအဝတ်အစားတွေပါတွေဝယ်ပြီးလို့ရှိရင်ဆန်ဝစ်ကြီးချင်တယ်နော်။အဲ့တော့ဝစ်ကြီးလို့ရလားဆန်ကြီးလို့ရလား long side ได้ไหม long side ได้ไหม long side ได้ไหมဆိုပြီးတော့မေးလို့ရပါတယ်။ ဆိုတော့အားလုံးကိုနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်သိရှိချင်တဲ့အကြောင်းအရာလည်းရှိလို့ရှင်လည်းဗီဒီယိုအောက်မှာ comment လေးပေးခင်နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျေးဇူးပါဒီချေဆုနဲ့အတူထိုင်းစာတင်ယူခြင်းလို့တင်နန်းစုံစမ်းခြင်းတဲ့သူတွေက TikTok ဆိုလို့ရှိရင် Contact X လေးကိုနှိပ်လို့ရတယ်။ဒါမှမဟုတ်လို့ရှိရင်ဒီချေတို့ Bio မှာရှိတဲ့ link လေးကိုနှိပ်ပြီးတော့လည်းစုံစမ်းလို့ရပါတယ်။တကယ်လို့ Facebook ကဆိုလို့ရှိရင်တော့ Patient Messenger ကနေပြီးတော့ဆက်သွယ်လို့ရပါတယ်ရှင်။